စစ်ကောင်စီကကောင်တရလည်းအမေ तू အစာပိုင်းမှာမဆိုးဘူးလို့ပြောရမှာပေါ့နော် तू ဒီ drone ကျဲပြီဆိုတာနဲ့ cyber ပစ်တယ်တဲ့ပြီးရင်လက်နေငယ်ပစ်တယ်ပေါ့နော်ပြီးရင်အဲ့ drone ကိုလှမ်းပစ်တယ်မှန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 ်တိတိမတိတိပေါ့နော်ဒီကောင်နေပစ်တာလေအသက်ကုန်မင်္ဂလာပါဒါကြောင့်တေဘောဘိုးပေါ့နော်တေဘောဘိုးကိုဘယ်လိုရခဲ့သလဲအဲ့ဒါနဲ့ပတ်သက်လို့ပြောကြမယ် ပြောဖို့မနေ့ကရတယ်ဗောနော်မနေ့ကအဲညနေနည်းနည်းမိုးချုပ်တဲ့အချိန်မှာရတယ်ဗောရတော့ဒါကျွန်တော်တို့လည်းသိကြတယ်အဲတက်ဖွဲ့ရင်းလည်းပြောပြကြတယ်ဒါမဲ့လဲဗောနော်ဟိုအဲ့လိုမျိုးရတယ်ဆိုပေမဲ့လည်းအလုံးစုံကြီးရှင်းလင်းပြီးသေးတာမဟုတ်ဘူးကိစ္စတွေအားလုံးပြီးသေးတာမဟုတ်တဲ့အတွက်ဗောနော်ဒါတက်ဖွဲ့တွေကအစဒါမျိုးတွေမတင်ကြဘူးမပြောကြဘူးပေါ့နော်ဒါမဲ့လေအဲဒါဘာမှတော့ထိလိုက်တော့မရှိလိုက်ဘူးပေါ့လေနော်အဓိကတော့အဲဒါမျိုးတွေတရင်ဒါဥလို့တဲ့စိတ်နဲ့လောက်ကြတဲ့ခါကျတော့မြေပြင်အဖွဲ့တွေအရန်ခက်ခဲကြတာပေါ့ဗျာ ချုပ်ဖွဲ့ဆိုရင်အိုက်ကုန်းကိုဒါတနေကုန်တနေကန်းပေါ့နော်အတိုက်ခိုက်ဖို့အတွက်စူးစမ်းကြတဲ့အခါပေါ့နော်မစားရမတောက်ရအဲ့လိုပြင်ပြင်ပန်းပန်းစင်စင်ရဲနဲ့မနေ့ကဆိုမိုးကတကုံရွာတာပေါ့နော်အဲ့လိုမျိုးဒါအခက်ခဲတွေကြားထဲကနေစူးစမ်းနေတဲ့ဒါရှေ့ရသူရဲကောင်းနေပေါ့နော်အဲ့သူရဲကောင်းနေရဲ့ဒါတောင်းဆိုမှုတွေကိုတော့ဒါကြောင့်တွေလေးစားလိုက်နိုင်ရမယ်ပေါ့နော်အဓိကတော့သူတို့တွေကမြေပြင်မှာအသက်တွေနဲ့ရင်းပြီးလုံနေတာဖြစ်တဲ့အတွက် အဲသူတို့တွေထုတ်ပြန်ပြီဆိုတဲ့အချိန်ကျရင်တော့ကျွန်တော်လွတ်လွတ်လပ်လပ်ကြီးပျော်လို့ရတယ်ပေါ့နော်အဓိကတော့ကျွန်တော်အိုင်းနီယာဆိုလဲဒါမနေ့ကကြာကျွန်တော်ဆိုလဲကြိတ်ပြီးပြောရတာပေါ့နော်အဖွဲနဲ့ဒါပြောရတဲ့ခါမှာအာရအဖွဲရလဲအာရအဲ့လိုမျိုးပေါ့နော် အောင်မြင်မှုကတကယ့်အကြီးကိုဘာဖြစ်လို့လဲဆိုတော့ဒါဒီနေ့အပုံလိုက်ကြီးထွက်လာပဲလေနော်ဒါသူတို့တွေဘလောက်တောင်မှရခဲ့တယ်လဲဆိုတဲ့ဟာပေါ့အဲ့မှာကြာကျွန်တော်ကြည့်မယ်ဆိုရင်81နေပါတယ်ဒါ M7 ဆိုပြောမနေနဲ့အမှ190နေပါတယ်ပြီးတော့0.5နေပါတယ် လက်နဲ့တွေဆိုလဲလက်နဲ့ငယ်တွေဆိုလဲအများကြီးပေါ့နော်လုံးဝတန်းတောင်မှညွတ်နေမှတည်းနဲ့ဇာလက်နဲ့တွေဒါထောင်ထားရတာပေါ့နော်အဲပြီးတော့ဒါအဲခဲရန်နေပေါ့နော်အပြင်လက်နဲ့ကြီးကြီးစံနေဘုံသီးတွေ RPG ဘုံသီးတွေအဲအီနာဂါတွေကမှအစပေါ့နော်လက်ပြဘုံတွေအစိုးကြီးစံတွေကအစအဲအဲ့လိုမျိုးအများကြီးအများကြီးပုံလိုက်ကြီးပေါ့နော်တကယ်ကို အားရစရာအောင်မြင်မှုကြီးအဲအဲ့ဥစ္စာတွေကလည်းအဲကျွန်တော်မြင်ရတဲ့ခါမှာပေါ့နော်ဒါပြည်သူတွေရောတော်လိုင်းတက်ဖွဲ့တွေအတွက်ရောတကယ်ကိုခွန်အားဖြစ်စရာကောင်းတယ်ပေါ့နော်စစ်ကောင်စီဒီလောက်ထိ ဒါလက်နက်တွေခရမ်းနေအပြည့်စုံနဲ့ရှိနေတာတော့မှပဲဒီလိုအခြေအနေမျိုးရောက်သွားပြီလားဒလိုင်းတက်ဖွဲ့တွေရဲ့ဒါခြေဖွားအောက်ရောက်သွားပြီလားဆိုတဲ့စိတ်မျိုးနဲ့ဝမ်းသာကုန်ယူရတယ်ပေါ့နော်အဲကြတေဘောဘိုးဘယ်လိုရသလဲဆိုတဲ့ဟာနဲ့ပတ်သက်လို့ဒါကျွန်တော်တေဘောဘိုးစပြီးတော့လှုပ်ပါပြီဆိုတဲ့အချိန်မှာနေကကျွန်တော်အဲစုံစမ်းခဲ့တာတွေအဲသိရှိခဲ့တဲ့ဟာတွေတက်ဖွဲ့တွေနဲ့ပြောပြခဲ့တဲ့အကြောင်းတွေအဲနဲ့ပတ်သက်လို့ဒါကျွန်တော်နည်းနည်းလေးပြန်မျှဝေချင်တာပေါ့နော်အဲတေဘောဘိုးကျွန်တော်တို့ကစော်ရီနဲ့ကျွန်တော်ပြောခဲ့တာရှိတယ်ဒါပြီးရင်တော့တေဘောဘိုးလှုပ်မယ်ထင်တယ် ဒါမျိုးပြောခဲ့ရရှိတာဘာဖြစ်လို့လဲဆိုတော့တေဘောဘုကအဲ့ချိန်မှာတော်တော်လေးအချိန်ကြီးစိုးနေပြီအဲ့တုန်းကဒါတေဘောဘုစစ်ကူလာတဲ့အချိန်မှာအဲ့စစ်ကူစစ်ကြောင်းတစ်ကြောင်းလုံးကိုဖြုတ်ပြီးသွားတော့ဒါတေဘောဘုကတော်တော်လေးရင်းရိုင်သွားတာပေါ့အဲအဲ့ကြောင့်အဲ့အချိန်နေမျိုးမှာအဲဒီတေဘောဘုတိမ့်နိုင်ဘယ်လိုမျိုးအောင်မြင်မှုရမလဲဆိုပြီးတော့ရင်ခုန်ခဲ့ကြတာပေါ့ဗျာအခုတော့ဒါတကယ်တိမ့်နိုင်သွားတယ်ဒါပေမဲ့လွယ်လင်းတကူတော့မဟုတ်ဘူးတပ်ဖွဲ့တွေကအများကြီးစူးစမ်းခဲ့ရတယ်အများကြီးပြင်ပန်းခံခဲ့ရတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဒါစစ်ကောင်စီရဲ့ စစ်သားတွေပေါ့နော်သူရဲ့ခေါင်းဆောင်တွေစိတ်ထက်ပြက်ပြားအောင်အစနီးမျိုးစုံတုံးပြီးတော့တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်အဲချို့ကျွန်တော်တို့စီကိုပို့လာတဲ့မှတ်တမ်းလေးတွေကြည့်ရဟာအသေးရစရာကောင်းတယ်ပေါ့နော်ကတ်နေတာအဲဟိုဘက်ဒီဘက်ကတ်နေတာပေါ့နော်ဘာမှမဝေးတဲ့အနေထားပေါ့နော်ဂိုက်တရာလောက်ပဲဝေးတဲ့အနေထားမှာမြင်နေရတာပေါ့ဗျာအဲ့မှာဒါတဝက်တယောက်ပို့လာဆိုတော့အဲ့လိုရေရေလာချိုးတဲ့ဟာအစမြင်နေရဒါပေမဲ့လုံးဝတကယ်ကိုအမိနာခံကောင်းတယ်ပေါ့နော်အိုက်နာထိရောက်အောင်ကတ်ထားတယ်ကတ်ထားပြီးတော့ဘသူမှဘာမှမလုပ်ဘူးမလုပ်ဘူးပေါ့နော်အမိမရပဲနဲ့ဘာမှဒါလုံးဝ ဟိုချုပ်ဖောက်ခွာတာမျိုးမရှိဘူးပေါ့နော်အဲဘာဖြစ်လို့တူတူကိုကိုအဲ့လိုနေရာရောက်ပြီဆိုကျုံးနေတာပေါ့နော်အဲဒါပေမဲ့အဲဥစ္စာကိုအမိန်နာကံကောင်းကောင်းနေပဲသူတို့တွေနားထောင်ကြတယ်လောက်ကြတယ်ပေါ့နော်စီစဉ်ကြတယ်ပေါ့နော်အဲကြအဲ့အချိန်နေထိရောက်တဲ့အချိန်မှာဒါသူတို့လောက်ခဲ့တဲ့နီလန်းနေရာအယမ်းမိုက်တယ်အဲ drone နေနဲ့တကျဲတယ်ပေါ့နော် drone နေနဲ့ကျဲတဲ့အချိန်မှာအစစ်ကောင်စီကကောင်တွေကလည်းအမေသူကအစာပိုင်းမှာမဆိုးဘူးလို့ပြောရမှာပေါ့နော်သူကဒီ drone ကျဲပြီဆိုတာနဲ့စလိုက်ပါပြစ်တယ်တဲ့ပြီးရင်လက်နေငယ်ပြစ်တယ်ပေါ့နော် ပြီးရင်အဲ့ drone ကိုလှမ်းပြစ်တယ်မှန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 ်ထိထိမထိသေးပါဘူးနော်ဒီကောင်နေပြစ်လာတယ်အသက်ကောအဲ့အဲ့လိုမျိုးကအဲဒီဘက်ကလည်း drone သကျဲတယ်ပြီးရင်လက်နက်ကြီးပြစ်တယ် sniper ပြစ်တယ် sniper ကလည်းပြစ်ချက်ကအဲ့လိုမျိုးတပ်ဖွဲ့တွေကလုံးဝဟိုအပျော်တန်းပေါ့နော်အပျော်တန်းလေ့ကျင့်ရင်းကွင်းထဲမှာရောက်နေတယ်လို့ကိုပြစ်ရတာလေအားရကြာကြီးပေါ့နော်ဟိုကကောင်နေခေါင်းကိုမထောင်ရဲနေတာအဲ့အဲ့လိုပုံစံမျိုးကြီးနဲ့တိုက်ခိုက်တာပေါ့နော်တိုက်ခိုက်နိုင်တယ်အဲ့ပြီးတော့သူတို့စိတ်သက်တွေပြက်ပြားစီတဲ့ဟာကြအဲ့အဲ့နီလန်းနေအပြင်ပေါ့နော်ဒီခါကျရင်ဘာတွေဟာတလုံလဲဆိုတော့အဖွဲတွေကသူတို့ကဘလောက်မှမမွေးတာဘူး ဟိုဘက်ဒီဘက်ခုနလိုဂိုက်တရာလောက်ပဲဝေးတယ်ဆိုရဲ့အချိန်မှာဒီဘက်ကနေပြီးတော့ဒါဟင်းနဲ့နေပြီးရပါတော့နော်ချုပ်ပွဲတွေကဒီဘက်မှာကြက်တွေกินပြီးတော့အဲ့ကြက်กินအနက်နေဟိုဘက်ရောက်အောင်လောက်တယ်ဟင်းနေချက်ပြီးတော့အဲ့နက်နေဟိုဘက်ကိုမှုရအောင်လောက်တယ်ဘာလို့ဆိုဟိုထဲမှာဥကောင်တွေကတိုက်ခတ်နေရပြီးကျုံးခတ်နေရပြီးဆိုနေကသူကနတ်မမှန်တော့ဘူးဗျာမစားနိုင်တော့ဘူးသိရမလားစားဖို့တောက်ဖို့အတွက်ကသူတို့အတွက်ဒါအရေးကြီးတဲ့ကိစ္စမလုပ်တော့ဘူးမလုပ်မဟုတ်တော့ဘူးပေါ့နော်အဲ့တော့ဒီသူတို့မသေးရေးအဲသူတို့ခုနလိုအဲမကြချုံရေးအတွက်ကိုသူတို့ကအသေးအံခုခံနေရတဲ့အနေထားမှာသူက စားရေးတော့ယူမစီစဉ်တယ်အဲဟာကိုတီးရဒီဘက်ကနေပြီးလှုပ်တာအဲ့လိုမျိုးဖွဲ့ရတကယ်မလွယ်ဘူးပေါ့နော်နီးမျိုးစုံအကုန်သုံးတာပေါ့နော်အဲနောက်ဆုံးမှကျတော့ဒီကောင်တွေဘာဖြစ်လဲဆိုတော့ဒီအဖွဲ့တွေကွဲလာတဲ့အပြင်ကမှဒါတက်ဖွဲ့တွေကတက်လုံးတဲ့အချိန်မှာအဲဒီကောင်တွေဆုတ်တယ်ပေါ့နော်သူတို့စကန်ထဲမှာကိုပဲသူတို့တောင်းအထိဆုတ်သွားတဲ့ပုံစံမျိုးပြောရမှာမြင်အောင်ပြောမယ်ဆိုရင်အဲဒါတက်လိုင်းတက်ဖွဲ့တွေဝင်လုံးပြီဆိုတဲ့အချိန်မှာတဖြည်းဖြည်းနဲ့ဆုတ်လာဆုတ်လာပြီးတော့သူတို့ခံပြီးတော့ချရတဲ့နေရာကကွက်ကွက်လေးပဲကျန်တော့တဲ့အဆင်ကြီးဖြစ်သွားအဲအဲ့ဒီအဆင်ကနေမှသူတို့ပြန်ပြီးတော့ကျုံးနေသေးတာပြန်ပြီးတော့ခုခံပြီးတော့လုံနေသေးတယ်ပေါ့နော် အရှိမဒံရရတဲ့ကောင်တွေလည်းများနေပြီနောက်ဆုံးကြမှာဒါညနေစောင်းမောင်ပြိုးပြီဆိုတဲ့အချိန်ကြမှာဒီကောင်တွေအလံပြူထောင်းတယ်ပေါ့နော်လက်နဲ့ချတယ်အဲအဲ့တော့ကြောင့်ညနေချတဲ့အချိန်မှာဒါတီရသလောက်ဆိုရင်အရာရှိ20နီးပါးပါတယ်ပေါ့နော်ဒါ viewer စကန်ကုန်းတစ်ခုမှာအရာရှိ20နီးပါးပါတယ်ပြီးတော့သူရဲ့အင်အားကြည့်မယ်ဆိုရင်လည်းလက်နဲ့အရေအတွက်ကိုကြည့်ရတဲ့ဂျာကနန်းနီးပါးပေါ့နော်ရှိမယ်လို့ယူဆရတယ်။အဲ့ထဲမှာမှဒါ20လောက်ကရရှိပါ။အဲ့တော့ လာပြီးတော့တခြားကနေပေါင်းထားတာတွေရှိမယ်အဲပြီးရင်ခုနလိုပြန်ပြီးတော့ပို့ခန်းရတဲ့ကောင်တွေရှိမယ်အဲပြီးရင်စစ်ကူလာတဲ့ကောင်တွေလည်းရှိမယ်ပြီးရင်ဒါဌာနဆိုင်ရာတွဲဘက်တွေလည်းရှိမယ်ပေါ့နော်ချင်းလင်းချင်းမြန်နေမဟုတ်ဘဲနဲ့ viewer ဖြစ်တဲ့အတွက်ဒါ CS BE ဘာညာဒါမျိုးဖွဲ့တွေလည်းရှိမယ်ပေါ့နော်အဲ့ဒါရရှိပေါင်း20လောက်ရှိတယ်ပြီးတော့ဒဏ်ရာရတဲ့ကောင်တွေဆိုလည်းအများကြီးပဲပေါ့နော်အပြင်းထန်ဒဏ်ရာရတဲ့ကောင်တွေလည်းရှိတယ်အဲနောက်ကြတော့တဖြည်းဖြည်းနဲ့ဒီကောင်တွေစိတ်သက်ကြလာတယ်စိတ်သက်ကြမှာပေါ့နေစင်နဲ့မြတ်ဒါခုနလိုသွားပြီးတော့တိုက်ခိုက်နေတဲ့ဟာမျိုးတွေရှိသလိုပေါ့နော်သူတို့စီကိုလာတဲ့စစ်ကူစစ်ကြောင်း ီစကြောင်းတစ်ခုလုံးကိုလည်းဖြုတ်ပစ်လိုက်နိုင်တာရှိတယ်ပြီးတော့အိုင်နာပတ်ချလည်းအထိဒါကန့်နိုင်တဲ့အနေအထားဖြစ်လာတော့ဒီခေါင်းကြီးတစ်ဖြည်းဖြည်းနဲ့စိတ်ကြကြလာလေအဲ့ဒါပြီးရဲ့အချိန်မှာသူဘာဖြစ်လဲဆိုတော့စကန်းထဲမှာအဖွဲနှစ်ခုကွဲတယ်ပေါ့နော်တစ်ဖွဲကကြတော့လက်နှချမဲ့အဖွဲတစ်ဖွဲကကြတော့အသေးခံတိုက်မဲ့အဖွဲအဲအဲ့လိုမျိုးပေါ့နော်သူတို့ခေါင်းဆောင်ကစီယုံထားနိုင်တဲ့လူကတစ်ဖွဲတော့ရှိသေးတယ်လို့ပြောရမှာပေါ့ဘာလို့လဲဆိုတော့လက်နှချမဲ့ခေါင်းတက်တက်ရှိသလိုအဲ့ခေါင်းကြီးလက်နှမချအောင်လေသူကလိုက်ပြီးတော့စီယုံနေတဲ့အနေအထားအဲ့တချို့ခေါင်းကြီးကြတော့လည်းအသေးခံပြီးချမယ်ပေါ့နော်နယ်လက်ဘိန်းလုံးနေပေါ့နော်အဲ့အဲ့လိုခေါင်းမျိုးတွေကလည်းရှိသေးတာပေါ့နော် ။ဒါကြအဲ့နေသားတွေဖြစ်နေတဲ့အချိန်မှာတကယ်အသေးအသေးရစရာကြီးပေါ့နော်။နောက်ဆုံးတော့ဒါတပ်ဖွဲ့တွေကကျုံးတယ်ပေါ့ဗျာ။ကျုံးတယ်ကျုံးတော့အဲတပ်ဖွဲ့ဝင်တွေပြောသလိုပါပဲ။ဟိုရှိရပြောခဲ့သလိုကျွန်တော်တို့ကျုံးတယ်တိုက်တယ်ရတယ်ပေါ့နော်။တိုက်တယ်ရတယ်တိန်းတယ်ဒါပဲ။အဲအဲ့လိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်။အောင်ပွဲခံတာပေါ့။အဲ့တော့ဒါဒီဘောဘူးနောက်ဆုံးတော့ဒါသူ့ရဲ့ဒီနေဆက်မြင်းမှာရှိတယ်ပေါ့နော်အဲနေဆက်မြင်းမှာရှိရဒီဒီဘော့ဖိုးပြူဝါစကန်ကုန်းကြီးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ပေါ့နော်ဒါမဲ့ဆက်ပြီးတော့လှုပ်ဆောင်နေတဲ့ဟာကတော့ဒါကျွန်တော်ဒါကနေလေးတို့ ါတိဘောဘူးစစ်ကူတို့အဲပြီးတော့ဒီမော်ခီးတို့ပေါ့နော်အဲအဲ့အဲ့ဥစားတွေကျုံခံနေရတဲ့ချိန်မှာခင်ဗျာကစပြီးတော့လှုပ်ဆောင်နေခဲ့ကြတာဖြစ်တယ်အဲဒါမဲ့လည်းဒါအောင်မြင်မှုအကြီးရတယ်ပင်မရယူနဲ့တယ်ပေါ့နော်အဖွဲ့တွေလုံးဝအထီးကိုက်နင်းနေနေရအဲအဲ့လိုပုံစံမျိုးပေါ့ပြီးတော့ကြတော့ဒါလေချောင်းပဲပေါ့နော်လေချောင်းကနေလဲလာပြီးတော့ကျဲတာတွေကတောက်လျှောက်ရှိတယ်အဲရာသီဥတုအခြေအနေကြောင့်မလို့တို့ဒုက္ခရောက်ခဲ့ရတယ်လည်းရှိကောင်းရှိမယ်အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ဒလိုင်းတက်ဖွဲ့တွေကအခုလိုမျိုးအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တာကတကယ်အားရစရာကောင်းတယ်ပေါ့နော် တော့ဒါတော်လိုင်းတပ်ဖွဲ့တွေကဒီဘော့ဘူးကိုရသွားပြီဒီဘော့ဘူးကလည်းတကယ်အဓိကအဲအချက်ချာကြတဲ့စကန်ကုန်းကြီးတစ်ခုဖြစ်တယ်ပြူဟာအခြေဆိုင်စကန်ကုန်းတစ်ခုဖြစ်တယ်အဲသူတို့အတွက်အရန်ရေးပါတယ်စကန်ကုန်းဖြစ်တယ်ပြီးတော့ကျတော့ဒီဥဂရိဌာနဲ့ဝော်လီပေါ့နော်အဲပြီးရင်ဒါဒီဘော့ဘူးဒီသုံးခုကတစ်ခုနဲ့တစ်ခုပေါ့နော်ဒါထောက်ထားပြီးတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်အခုတော့တောက်တစ်ခုထပ်ပြုတ်သွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်အဲပြီးတော့ဒီဒီအခုကြံခဲ့တဲ့ဟာဆိုရင်ဥဂရိဌာနဲ့ဝော်လီပေါ့နော်ဒါကလည်းအရေးကြီးတဲ့စကန်တစ်ခုဖြစ်တယ်ဒါပေမဲ့ဒီစကန်တစ်ခုရဲ့အနေထားကိုအဲကိုချင်းစာကြည့်အောင်ကိုချင်းစာကြည့်ရှေ့မှာ ူသူ့လိုမျိုးပဲဒါတကယ်အကြီးကြီးမားမားစခန်းနေအဲပြီးရင်ခေါင်းဆောင်အကြီးပိုင်းနေပါဝင်တဲ့နေရာမျိုးတွေပေါ့နော်ဒါမျိုးနေရာတွေကဆာသူတို့တွေလက်လွတ်ဆုံးရှုံးရပြီဆိုတဲ့အချိန်မှာသူတို့လည်းတွေးနေတော့မှာငါတို့စီကိုဘယ်တော့ရောက်လာမလဲငါတို့ရောဒီလိုပုံစံမျိုးဘယ်တော့ခံစားရတော့မလဲငါတို့တွေရောဘယ်ကိုပြေးရမလဲဆိုတဲ့စိတ်မျိုးတွေဖြစ်နေလောက်ပြီပေါ့နော်အဲတော့ကျတော့အခုတင်းစီရမိရယ်ဆိုတဲ့ပစ္စည်းတွေတဲမှာကြည့်မယ်ဆိုရင်ကျွန်တော်လက်နက်ငယ်တွေအများကြီးရတယ်လက်နက်ကြီးတွေအများကြီးရတယ်ခေတ်ကနေပါအများကြီးရပေါ့နော် တော့လက်နက်ငယ်တွေရတာထက်ကျွန်တော်ပူအားရတာကတော့လက်နက်ကြီးတွေပြစ်ကူပေးတဲ့လက်နက်တွေပြီးရင်အထူးကတော့ခဲယန်းတွေကြီးတွေပေါ့နော်အဲ့ဒါတွေကိုပူရတာကိုပူပြီးအားရတယ်ဘာလို့လဲဆိုတော့တက်ဖွဲ့တွေကခုဒါလက်နက်ကတော့ပြောစရာမလိုဘူးပေါ့နော်ဒါရှိရင်တော့လည်းကောင်းတာပေါ့နော်အဲကောင်းတာပေါ့ဒါပေမဲ့ထပ်ပြီးတော့ဒီဥစ္စာကိုအသုံးပြုမယ်ဆိုရင်အနောက်ကနေလိုက်ပြရမယ်ဒါခဲရန်တွေကြည်စံတွေကတော့အမြဲတမ်းလိုအပ်နေတဲ့အရာဖြစ်တယ်။ဒီဥစ္စာတွေကိုအခုလိုမျိုးအာရဝန်တာနဲ့လာလှူပေးတဲ့ဟာကိုဝမ်ပန်းတတာနဲ့လက်ခံရရှိပါတယ်ပေါ့နော်။တပွဲတွေကတော့တကယ်ကို ဒါနောက်တိုက်ပွဲတွေအတွက်တကယ့်ကိုအထောက်ပံ့နေဖြစ်နေမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီတိုက်ပွဲတစ်ခုမှာကျွန်တော်ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင်စစ်ကောင်စီဘက်ကကောင်တွေကိုပြောချင်တာအဲသူတို့စီမှာရှိတဲ့ခေါင်းဆောင်ပိုင်းတွေပေါ့နော်ဒီစကန်းကုန်းကိုတိုက်မယ်ဆိုတာလည်းသူတို့သိတယ်တိုက်ခံရတဲ့ချိန်မှာသူတို့အခြေအနေမကောင်းဘူးဆိုတာလည်းသူတို့တီကြပေါက်သိတယ်သိပါရဲ့ဆိုတဲ့ချိန်မှာအလကားတက်တက်ခေါင်းမာနေတဲ့ခေါင်းဆောင်တွေအောက်ကနေရုံးထွက်ပါအဲ့ခေါင်းဆောင်တွေကပြန်ပြီးတော့ဒါခုနလိုပြောင်းလှဲတဲ့ရင်လှဲပလိုက်ပါ ဘာလို့လဲဆိုတော့ဒီကောင်းဆောင်တွေကနောက်ဆုံးသူတို့တည်ရတော့မယ်ဆိုတဲ့အချိန်မှာလက်နက်ကြအញ្ញံခံတယ်အဲ့တော့သူတို့တွေအဲ့လိုမျိုးစိတ်မဝင်မချင်းမှာရှေ့မှာရှိတဲ့သူတို့ရဲ့လက်အောက်ငယ်သားတွေရဲပေါ်တယ်ဒါဒီအောက်မှာရှိတဲ့ယာရှိငယ်တွေပေါ့နော်အဲ့လိုအဖွဲ့တွေကိုလုံးဝအသေးခံခိုင်းနေတာနောက်ဆုံးသူကကျတော့လက်နက်ကြအញ្ញံခံလိုက်တယ်သူအသက်မသေးဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးရှေ့မှာတည်သွားပေးရတဲ့သူတွေကသူ့အတွက်ဖြစ်နေတာအဲ့အဲ့လိုမျိုးဒါကောင်းဆောင်ပိုင်းတွေအတွက်ပေါ့နော်သစ္စာမရှိတဲ့လူတွေအဲခုနကလို့ ဒါခေါင်းမာတတ်တဲ့သူတွေအတွက်ကိုဒါအလကားတက်တက်အတိမခံနဲ့ဆိုတာလည်းပြောချင်တယ်ပေါ့နော်။ပြီးတော့စိတ်တဲ့အရာမှာပြန်ကြည့်။ဘာလို့လဲဆိုလက်နက်ခဲရန်တွေကိုကြည့်လိုက်ကျွန်တော်တို့လက်နက်ပေါင်းဒါယာကနန်းနီးပါးရှိတယ်။အော်အင်အားဆိုလည်းဒါမနေဘူးပေါ့နော်။ယာရှိတော့20နီးပါးရှိရဲဆိုတော့အင်အားဆိုလည်းမနေဘူး။အဲ့တော့သူတို့ရဲ့အများကြီးရှိတဲ့အင်အားတောင်မှပဲလက်နက်ချအញ្ញခံတဲ့အဆင့်ရောက်တယ်ပေါ့နော်။သူတို့ရဲ့စိတ်ဓာတ်တွေဘယ်တော့ကြာစင်းနေပြီလဲ။ဒါဟာလေကျွန်တော်တို့ဒေါ်လာရင်တက်ဖွဲ့အတွက်အဲဝန်တာစီရပါပေါ့နော်။အခုလက်ရှိစစ်ကောင်စီရဲ့အတွင်းထဲမှာရှိတဲ့သူတို့ရဲ့စိတ်ဓာတ်တွေက ဘယ်လောက်ထိတောင်မှကျိုးပဲ့နေပြီလဲဆိုတာလည်းဒါကျွန်တော်သိရမယ့်အချက်ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တက်ဖွဲ့တွေရဲ့ခံယူချက်တွေစိတ်သက်တွေပြီးရင်နိုင်လိုစိတ်ပြင်းထန်မှုတွေပြီးတော့အခုချိန်မှာတက်ကြွနေတဲ့စိတ်စိတ်သက်တွေပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တက်ဖွဲ့တွေကတောက်လျှောက် တောက်လျှောက်နိုင်နေလေတိုက်ပွဲတွေတောက်လျှောက်အောင်မြင်နေလေစကန်းတွေတောက်လျှောက်သိနေလေဒီလိုမျိုးအောင်မြင်မှုတွေတောက်လျှောက်ဆက်နေတဲ့တက်ဖွဲ့တွေရဲ့စိတ်သက်ကဘယ်လောက်ထိမိုးထီကိုထောင်တက်နေမှာဘလောက်တော့မှအားရစရာကောင်းလိုက်တယ်လေပေါ့နော်အဲဒီလိုမျိုးကွာချားနေတဲ့တက်ဖွဲ့နှစ်ခုမြေပြင်မှာဆင့်မြေပြင်မှာ ဒါရှင်ပြီးတော့တိုက်ပွဲဝင်ကြတဲ့အခါမှာဘယ်တက်ဖွဲ့ကနိုင်မလဲဘယ်တက်ဖွဲ့ကအောင်မြင်မလဲဆိုတဲ့ဟာကကလေးမေးရင်တော့မသိတယ်ပေါ့နော်အဲ့တော့ဒေါ်လိုင်းတက်ဖွဲ့တွေကတော့ဆက်ကြုံးပါပဲအဒေါ်လိုင်းတက်ဖွဲ့တွေကတော့ရီမတ်ချက်ပြည့်သည့်အထိပြီးတော့ဒါပြည်သူတွေလွတ်မြောက်တဲ့အချိန်တွေအထိဒါသူတို့တွေဆက်သွားမှာပဲအဲ့ကြတော့စစ်ကောင်စီဘက်ကကောင်တွေကဒီလိုမျိုးလူငယ်တွေဒီလိုမျိုးစိတ်အားတက်တန်နေတဲ့သူတွေဒီလိုမျိုးတိုက်စွမ်းရည်တွေပြည့်ဝလာတဲ့ဒီရဲကောင်တက်ဖွဲ့တွေကိုရှင်ပြီးတော့တုံ့ပြန်ဖို့အတွက်မစင်စားကြပါနဲ့အဓိကတော့အသာတကြီးလက်နှချပါအညံ့ခံပါ ခုနလိုပေါ့နော်တိုက်ပွဲမဖြစ်ခင်ကြီမဖောက်ခင်ပါပူးပေါင်းမှုစ조사ပါအဲ့ဒါမျိုးဆိုရင်အသက်ရှင်တန်ခွင့်ရသလိုလူသားတအူးရသင့်ရထိုက်တဲ့အခွင့်အရေးမျိုးတွေလည်းတော်လည်းတပ်ဖွဲ့တွေကပေးပါလိမ့်မယ်လို့အဲ့တော့ဒီတေဘောဖို့အပြင်နောက်ထပ်လာမယ့်ဥက္ကဋ္ဌပြီးရင်ဝေါ်လေးပေါ့နော်ဒီအောင်မြင်မှုတွေကိုဆက်ပြီးတော့ကျွန်တော်တို့တွေစောင့်ဆိုင်းရအောင်ပေါ့နော်အဲပြီးတော့ဒီဥက္ကဋ္ဌဆိုလည်းတို့အရန်ကြွေးကြော်ထားတာလုံးဝဝါရဖြန့်ဇကားတွေပါရိုက်ပြီးတော့ကြွေးကြော်ထားတဲ့စကံကုန်းတစ်ခုဖြစ်တယ် ဲ့စကန်ကုန်းတစ်ခုကိုဘလို့ပြန်ပြီးတော့တလိုင်းတက်ဖွဲ့တွေကအောင်မြင်အောင်လှုပ်ဆောင်ပြမယ်ဆိုတဲ့ဟာကတကယ်ကိုစိတ်ဝင်စားစရာကောင်းနေပါပြီဗျအားလုံးပဲကျေးဇူးတင်ပါတယ်